ဒီဗီဒီယိုဖိုင်လေးကိုကြည့်နေတယ်ဆိုလို့ရှိရင်ကြောမသွားပါနဲ့စောင်းအောင်ထိနားထောင်သွားပါမင်္ဂလာပါဇွန်လလ9လပိုင်းဗုဒ္ဓဟူးရာဥသာသမီမိတ်ဆွေတွေအားလုံးတို့ကံကြမ္မာအစိုးကောင်းနေတလားစာဆောင်ရန်ရှောင်ရန်များကိုကျွန်တော်တဲတော်နမိတ်ကံများဖြင့်ဖတ်ကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓဟူးရာဟူသာသမီးမိတ်ဆွေတွေဟာငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့ဇကာအခြေတင် ပြောဆိုရမယ့်ကိစ္စလေးတွေကြုံတွေ့ရတတ်ပြီးတော့ မိတ်ဆွေတို့အနေနဲ့ငွေနဲ့ပတ်သက်ပြီးတော့ဒီခုနှစ်လပိုင်းမှာစိတ်ပင်ပန်းစရာစိတ်ပူပန်းစရာကိစ္စလေးတွေကြုံရတတ်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဒီခုနှစ်လပိုင်းမှာငွေကြေးနဲ့ပတ်သက်ပြီးတော့ဝင်းနေပေမဲ့လည်းပဲအကျွေးတင်းနေတတ်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဒီခုနှစ်လပိုင်းမှာငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဂယုစိုက်ပြီးတော့သုံးဆွဲတင်ပါတယ် အဲ့တော့ဗုဒ္ဓဟူးယာဟူသာသမီးမိษွေတို့အနေနဲ့မိမိတို့အိမ်မှာရှိသောမိသားစုဝင်တွေကျမ်းမာရေးညံ့နေတာမျိုးလေးတွေကြုံရတတ်ပြီးတော့ဒီခွာနလာပိုင်းမှာဆိုလို့ရှိရင်မိမိတို့အိမ်ကမိသားစုဝင်တွေနဲ့ပတ်သက်ပြီးတော့ဆေးရုံဆေးကံတက်ရောက်ကုသရမယ်ကိစ္စမျိုးလေးတွေကြုံရတတ်ပါလေအဲ့တော့ကျွန်တော်ရဲ့ဗုဒ္ဓဟူးယာဟူသာသမီးမိษွေတို့အနေနဲ့မိမိအိမ်မှာရှိသောမိသားစုဝင်တွေကိုဒီခွာနလာပိုင်းမှာကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဂယုစိုက်တင်ပါတယ် အဲ့တော့အိမ်အောင်ရင်းနဲ့ပတ်သက်ပြီးတော့ဗုဒ္ဓဟူရာဟုသာသမီမိတ်ဆွေတွေเนาะအစင်မပြေဖြစ်နေသောအိမ်အောင်ရှင်တွေပြန်လဲတင့်မြတ်အစင်ပြေမှုလေးတွေရရှိတတ်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဂျားစကားတွေကို နားယောင်ခြင်းမျိုးရှောင်ရှားတဲ့နဲ့ဂျားလူသွေးခွဲမဲ့ကိစ္စမျိုးလေးတွေကြုံရတတ်ပါတယ်အဲ့တော့ဗုဒ္ဓဟူရာဟုသာသမီမိတ်ဆွေတို့အနေနဲ့ဒီခဏလာပိုင်းမှာဇက်ကားပြောဆိုလေးတွေစင်ခြင်းပြီးတော့နေထိုင်တဲ့ပါတယ် အဲ့တော့အချင်းရင်းနဲ့ပတ်သက်ပြီးတော့ချစ်သူမရသေးသောသူတွေချစ်သူရရှိတတ်ပြီးတော့ချစ်သူစုံလွဲများမိမိချစ်သူဤတည်တတ်မှုအလိုလိုက်မှုလေးတွေကြောင့်ကြည်နူးစရာကိစ္စလေးတွေကြုံတွေ့ရမယ်တလတာပဲဖြစ်ပါတယ်အဲ့တော့အလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့ဗုဒ္ဓဟူရာဟူသားသမီးမိတ်ဆွေတွေဟာစိတ်အလိုမကျစရာကိစ္စလေးတွေကြုံတွေ့နေရပေမဲ့ အဲ့ဒီခုနကအလုတ်တွေနဲ့ပတ်သက်ပြီးတော့အပြိုင်ဆိုင် အခက်ခဲတွေကြားကနေပြီးတော့เนาะအကူအညီကောင်းဆက်သွယ်ကောင်းလေးတွေရရှိတတ်ပါတယ်အဲ့တော့မိဆွေတို့အနေနဲ့အလုတ်ကိုင်းတဲ့လောက်ကိုင်းရတတ်ပြီးတော့စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အခက်ခဲလေးတွေကြုံတွေ့နေရပေမဲ့လည်းပဲမိမိတို့ဒီစီးပွားရေးလုပ်ငန်းဆောင်တာကိစ္စဝဝတွေနဲ့ပတ်သက်ပြီးတော့ဒီခုနှစ်လပိုင်းမှာအသင့်အတင့်เนาะအစဉ်ပြေမှုလေးတွေကြုံတွေ့ရတတ်ပါတယ် ဲ့တော့ကျွန်တော်တခုမှာကျင်တာကတော့ဗုဒ္ဓဦးရာဟုသာသမီမိတ်ဆွေတို့အနေနဲ့ဒီခုနှစ်လပိုင်းမှာလုပ်ငန်းတိတိုးချဲ့ခြင်းမျိုးရှောင်ရှားတင်ပါတယ် ဲ့တော့လူမှုရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဗုဒ္ဓဟူရာဟူသာသမီးမိတ်ဆွေတွေဟာဒီခုနှစ်လပိုင်းမှာငြိမ်ငြိမ်သက်သက်ကလေးနေထိုင်တဲ့တလားတာပဲဖြစ်ပါတယ်အဲ့တော့မိမိဘက်ကစေတနာတွေပြီးသွားလို့ရှင်ကောင်းကောင်းနဲ့လိုက်ပြီးတော့ကုညီမယ်ဆိုရင်တော့မိမိအနေနဲ့ဒီလူမှုရေးကိစ္စလေးတွေမှာကိုယ့်ခုနကအကောင်အထင်မခံရတာမျိုးလေးတွေအပြစ်တင်စကားပြောဆိုတာမျိုးလေးတွေခံရတတ်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဒီခုနှစ်လပိုင်းမှာလူမှုရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ စိတ်ပေါင်းကိုခွာနေထိုင်သင့်ပါတယ်အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ဗုဒ္ဓဟူးရာဟူးသာသမီမိတ်ဆွေတွေဟာပိုးထီတာမျိုးလေးတွေသွေးပေါင်ကြီးမှန်မှန်တာမျိုးလေးတွေသွေးထွက်တန်ရိုးဖြစ်တာမျိုးလေးတွေမိတ်ဆွေတို့အနေနဲ့လေပူလှန်သောယောဂဝေဒနာလေးတွေခံစားရတတ်ပါတယ်အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဒီခုနှစ်လပိုင်းတလားဒါမှာကျွန်တော်ရဲ့ဗုဒ္ဓဟူးရာဟူးသာသမီမိတ်ဆွေတို့အနေနဲ့ ်မှုတွေမြစ်တွေကိုเนาะစားသုံးခြင်းမျိုးရှောင်ရှားတဲ့မှာတယ်အဲ့တော့ကျမ်းမာရင်းနဲ့ပတ်သက်ပြီးတော့ဒီခုနှစ်လပိုင်းမှာဗုဒ္ဓဟူရာဟူသာသမီ မိတ်ဆွေတို့အနေနဲ့ရေနဲ့မတည့်တာမျိုးလေးတွေလေနဲ့မတည့်တာမျိုးလေးတွေဖြစ်တတ်ပါတယ်အဲ့တော့ပညာရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ဗုဒ္ဓဟူရာဟူသာသမီမိတ်ဆွေတွေဟာမိမိရွေးချယ်ထားတဲ့ လမ်းမှာเนาะလမ်းရှောင်းရင်းနဲ့လမ်းပြောက်နေတတ်ပြီးတော့ပညာရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ဗုဒ္ဓဟူရာဟူသာသမီမိတ်ဆွေတွေဟာစံတဝါဝါဖြစ်နေတာမျိုးလေးတွေဂျုံကားတတ်ပါတယ် ဲ့တော့ကျွန်တော်ရေဗုဒ္ဓဟူရာဟူသားသမီးမိတ်ဆွေတို့အနေနဲ့ဒီခေါနလဝိုင်းမှာအရေးကြီးကိစ္စတွေကိုဆောင်ရွက်မယ်ဆိုလို့ရှင်ရင်9ရက်23ရက်14ရက်နေ့တွေမှာအရေးကြီးကိစ္စတွေကိုဆောင်ရွက်မယ်ဆိုလို့ရှင်ရင်မိတ်ဆွေတို့လှုပ်ဆောင်မယ်အလုပ်ကိစ္စတွေမှာအစဉ်ပြေမှုလေးတွေကံကောင်းခြင်းတွေကုညီမဲ့မိတ်ကောင်းဆွေကောင်းနေနဲ့ကြုံရတတ်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့အရေးကြီးကိစ္စတွေကိုသွားရောက်ရန်ရှိတော်သူတွေဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့အတုံးဆောင်ပြေ စ္စည်းအဝိစားတွေမှာအပြာယောင်အနီယောင်အဝါယောင်ပါတော့လက်ကီးကာလာလေးတွေကိုရွေးချယ်ပြီးတော့ဝိစင်မယ်ဆိုလို့ရှိရင်တော့ကံတရားရဲ့ထောက်ပံ့ကောင်းလေးတွေရရှိစေမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဗုဒ္ဓဟူးရာဟုသာသမီမိတ်ဆွေတို့အနေနဲ့အရေးကြီးကိစ္စတွေကိုဆောင်ရွက်ရန်ရှိတော်သူတွေဆိုလို့ရှိရင်၄ရက်၃ရက်၇ရက်နေတွေကိုရှောင်ရှားတင်ပါတယ် အကယ်၍အဲ့ဒီနေ့တွေမှာဆောင်ရွက်မယ်ဆိုလို့ရှိရင်ရံပေါ်တာမျိုးလေးတွေမိမိလှုပ်ဆောင်မဲ့ကိစ္စအထမမြောက်တာမျိုးလေးတွေအပြိုင်ပေါ်တာမျိုးလေးတွေအဖြတ်ပေါ်တာမျိုးလေးတွေကြုံရတတ်ပါလေအဲ့တော့ကျွန်တော်ရဲ့ဗုဒ္ဓဟူးရာဟူသာသမီးမိတ်ဆွေတို့အနေနဲ့ဒီခုနှစ်လပိုင်းမှာညံ့နေတဲ့ကိစ္စတွေပြေပြောက်ပြီးတော့ကောင်းနေတဲ့ကိစ္စတွေပုံမကောင်းတဲ့ကောင်းအောင် ဆိုလို့ရှိရင် မိတ်ဆွေတို့ရဲ့မွေးနေ့နန်းနဲ့မှာเนาะနန်းနဲ့6နာရီရနေပြီးတော့9နာရီအတွင်းမှာမိမိတို့ရဲ့မွေးနေ့နောက်မှာတော့လည်းကောင်းဒါမှမဟုတ်လို့ရှိရင်မိမိတို့နေအိမ်ဖျားเจ้าဆောင်มาတော့လည်းကောင်းပေါ့เนาะ ठी နေအစင်ပြေတော်သူတွေက ठी နေခုနှစ်လက်လှူဒန်းမယ်တကယ်လို့ ठी နေ အစင်မပြေဘူးဆိုတဲ့လူတွေကနွားနှုတ်ခုနှစ်ခွက်လှူဒန်းပြီးတော့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့အခက်အခဲဒုက္ခတွေကိုယုံယုံကြည်ကြည်လေးလေးနက်နက်နဲ့တိုင်တဲပြီးတော့စူးတောင်းပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဘ ုဒ္ဓဟူရာဟူသာသမီမိတ်ဆွေတွေအားလုံးဒီခုနှစ်လပိုင်းမှာကံကောင်းခြင်းမင်္ဂလာဖျားဖျားနဲ့ပြည့်စုံပါစေကံပွင့်လက်ပွင့်ပါစေလို့ကျွန်တော်ဆုတောင်းမေတ္တာ ပို့သရင်ဗုဒ္ဓဟူရာဟူသာသမီမိတ်ဆွေတွေအားလုံးတို့တလစာဟောစရံဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲဆုံးသက်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်